မင်္ဂလာပါခလေးတို့ရေဒီနေ့ပြပြပေးမဲ့ပုံမြင်လေးကတော့ကြားကြီးထက်ကြောက်ဖို့ကောင်းတဲ့ရာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတုန်းကရွာလေးတရွာအနီးကတော်ကြီးထဲမှာကြားကြီးတကောင်နေထိုင်တဲ့ကွယ်ကြားကြီးဟာတော်တဲ့ကတိရစ္ဆာန်လေးတွေကိုဖမ်းယူစားတောက်ရာကနေလူတွေနေတဲ့ရွာဘက်ကိုပါလာပြီးလူသားစားချင်လာတဲ့ကွယ် လူတွေကိုလည်းနည်းနည်းလေးလမ်းတော့ရွာထဲတိမဝင်ရဲသည်ပေမဲ့ရွာရဲ့အနီးဆုံးနေရာအထိတော့ခဏခဏလာချောင်းပါတော့တယ်တဲ့ကွယ်။တညကြာတော့ကြားကြီးဟာငါဒီနေ့လူသားစားမကိုဖြစ်မယ်ဆိုပြီးရွာရဲ့အနီးဆုံးကအိတ်တိန်နားကိုရှိခဲ့ပါတော့တယ်တဲ့ကွယ်။အိမ်ထဲကနေခလင်းကိုတန်းဆူဆူဝါးဝါးကြားလိုက်ရတာပေါ့ကွယ်။ ကလေးအငိုတဲအိမ်မှာဝင်မယ်ဆိုပြီးစောင့်တော့လေကလေးကလုံးဝအငိုမတိတ်ပါဘူးလေကွယ်ဘဝနဲ့သားလေးရဲ့မြေခွေးကြီးလာလိုက်မယ်လို့မေဖြစ်သူကပြောလိုက်တာပေါ့ကွယ်ဟာမြေခွေးကြီးလာမယ်ဆိုပါလားကြားကြီးကတွေးလိုက်တယ်ဒါပေမဲ့ကလေးကအငိုမတိတ်ပဲစက်ငိုနေတာပေါ့ကွယ်ဒီလူကလေးဟာမြေခွေးလာမယ်ဆိုတာတောင်မကြောက်ဘူးပဲလို့ကြားကြီးကထင်လိုက်တာပေါ့ကွယ် အမေဖြစ်သူကထပ်ပြီးငူပါနဲ့သားလေးရဲ့ဝုန်းဝန်ကြီးလာလိမ့်မယ်လို့ခြောက်နဲ့ပြန်ရောဝဲကလေးကအငူမရပါဘူးလေကွယ်ဟင်ဒီလူကလေးဟာဝုန်းဝန်ကြီးလာမယ်ဆိုတော့တော့အမေစကားကိုနားမထောင်ပဲငိုနေတော့မယ်တော်တော်တတိရှိတဲ့ကလေးလို့တွေးလိုက်တာပေါ့ကွယ်အမေဖြစ်သူကဆက်ပြီးတိတ်မလားမတိတ်ဘူးလားကြာကြီးဟိုပဒင်းပေါက်ရောက်နေပြီလာကြိုက်ခိုင်းလိုက်ရမလားဆိုပြီး ခြောက်နှက်လိုက်တာပေါ့ကွယ်ကြာကြီးကလည်းဟာဟာဒီကလေးအခုလောက်ဆိုကြောက်လောက်ပြီပေါ့သူတိတ်တာနဲ့ခဏနေငါဝင်စားပစ်လိုက်မယ်လို့တွေးနေတော့ကလေးကပူပြီးတော့ပုံမူလိုက်တာပေါ့ကွယ်အမလေးဒီကလေးကဒါမှန်ကလေးတော့မဟုတ်တော့ဘူးငါရောက်နေတယ်ဆိုတာတော့မကြောက်ဘူးဆိုတော့ငါစားလို့ရောဖြစ်ပါမလားလို့ကြာကြီးကတွေးလိုက်တာပေါ့ကွယ်အဲ့ဒီအချိန်မှာအမေဖြစ်သူက အေးပါအေးပါဖျဲသီးလာတော့မယ်နော်လို့ပြောလိုက်တာနဲ့ကလေးကအင်းဆိုပြီးအငုတ်တိတ်သွားပါတော့တယ်တဲ့ကွယ်ဂျာကြီးကလည်းအမလီဖျဲသီးဆိုတာကဘာကြီးလဲမသိဘူးညီခွေးတော်ကလည်းမကြောက်ဘုံဝန်ကြီးတော်ကလည်းမကြောက်ငါလိုဂျာကြီးကိုတော့မကြောက်တဲ့ဒီကလေးကဖျဲသီးလာမယ်ဆိုမှကြောက်ပြီးအငုတ်တိတ်သွားတယ်ဆိုတော့ဖျဲသီးဆိုတာတော်တော်ကြောက်ကိုကောင်းပါပဲလို့တွေးနေတော့ လာပြီလာပြီဖျဲသီးကြီးလာပါပြီဆိုတဲ့ကလေးဖေရဲ့အတန်ကိုပါကြားလိုက်ရတော့ကြားကြီးကကြောက်ပြီးတော်ရဲပြန်ပြီးတာတန်းနေပါရောတဲ့ကိုယ်ပုံမီလေးကတော့ဒါပါပဲကလေးတို့ကြီးဒီနေ့နားထောင်ခဲ့ရတဲ့ပုံမီလေးကတော့ကြားကြီးတဲ့ပိုကြောက်ကိုကောင်းတဲ့ရာဆိုတဲ့ပုံမီကောင်းလေးပဲဖြစ်ပါတယ်နောက်ဘက်မှာလဲနောက်ပုံမီလေးတွေကိုနားထောင်ပြီးပြန်လည်ဆုံတွေ့ကြမယ်နော် နားထောင်ခဲ့ကြတဲ့တူတာမီမီတို့အားလုံးရှင်လန်းရှမ်းမြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်